ဖိုင်းကားလဲပြီးတော့ဟိုလက်ရှိဘယံရဲ့အမရဲ့ဖောင်ဒေးရှင်းကနေပြီးတော့အာဘတ်တန်းကြော်ပေါ့လေအဲ့ဒါလာရောက်ပြီးတော့လူတန်းမယ်ထိုင်ဝန်ကပေါ့နော်ထိုင်ဝန်ရိုတရီကလပ်ဟို off ဒူဒါကနေပြီးတော့မှာအဒေါ်လာ5သိန်းမှတ်တည်တာပေါ့နော်ဒီစကိုင်းတို့မန္တလေးတို့နော်ဝမ်တွင်းတို့ရှော့ပင်တို့ပြင်မနာတို့နောက်ပြီးတော့ဒီဟိုပေါ့မရှိစိမ်းသားတယ်ပေါ့တရက်ကိုဦးစင်းလူရ9000 9000ပေါ့နော်ဟော9ရက်လုံးလုံးကိုဦးစင်း ဓမဲနေဇလူတွေသာတော်ပြီးတော့ကျွေးဖို့အတွက်အစီအစဉ်လုပ်ထားတာပေါ့တရားကောဦးစဉ်တပေါင်းခွင်းနဲ့တွက်ပေါ့တပေါင်းခွင်းတွက်တော့ဆိုရင်9000ဆိုရင်အင်း950လောက်သွားမှာပေါ့ဒီနေ့ကပေါ့เนาะ ဥစဉ်ရမွေးနေ့ပေါ့နော်မွေးနေ့မွေးနေ့မွေးရမွေးလမွေးနေ့ဆိုတဲ့ခါကြဥစဉ်ဒီဥစဉ်တို့စာရောကြီးတူတူဆိုချင်လိုတော်ပြစာရောဖျားဥထိတ်ထားပြီးတော့မှစာရောကြီးတထောက်ဖွင့်လန်းထားရတဲ့ဥစဉ်တို့ကြောင်းကကြောင်းရှိတော်သူစနာဆောင်တဲ့သားတွေရဲ့တင်ငွေကြောင်းကတော်သူစနာဆောင်တဲ့သားတွေရဲ့ဒီဆန်တဲ့သားတွေရဲ့နော်မေတီလာချင်းကြီးစက်ကစက်ကစံမေတီလာချင်းကြီးရဲ့အဲနောက်ပြီးတော့ဒီဥစဉ်တို့ တာမွေလေးတငံကျွန်းတာမွေကြီးခါပေါ့နော်ဒီစက်ကားဆရာအနေသမားတွေကိုဦးစင်းမရှိစင်းရတာတနေ့မှတနေ့ဟိုသူတို့9000တောင်ရဖို့ဆိုတာမလွယ်ဟိုတော်တော်လေးကိုလုံခြံရတဲ့လူတွေပေါ့ဒီလူတွေကိုဦးစင်းကနေပြီးတော့ဦးစင်းမွေးနေ့မှာအထိမ်းမဖြစ်တဲ့အနေနဲ့နေပြီးတော့ဟိုဆရာရောကြီးကိုထိတ်ထားပြီးတော့မှဒီမရှိဆိုင်ရဲသားတွေကိုအခြေခံစားကုန်လေလူတန်းနဲ့ရဟန်းတန်ခါတွေကိုဆွန့်ဆွန်စီလောင်းလူပဲမေတီလာရှင်တွေကိုလည်းအခြေခံစားကုန်ဆန်စီစားပေါ့နော်လူတန်းနဲ့နောက်ပြီးတော့ဒီ ဟိုပေါ့မကြီးဆင်းရဲသားပေါ့နော်ဒီနေ့ရမှဒီနေ့ဘောရုံးကန်လှူရှားနေတယ်အနေစစ်ကားဆရာတွေလည်းဦးစင်ဆန်စီဆာပေါ့နော်လူတက်တာပေါ့အဲ့တော့ဒီနေ့မွေးနေ့ဖြစ်တဲ့ခါကျရင်ဦးစင်ထိုင်ဝမ်ကပေါ့နော်ထိုင်ဝမ် Rotary Club ဟို of ဒူဒါကနေပြီးတော့မှအာဒေါ်လာ5သိန်းမှတ်တည်တာပေါ့နော်အင်္ဂလိပ်ဘေးပေါ့နော်မန္တလေးတို့စကိုင်းတို့နေပြည်တော်တို့အဲ့မှာရှိတဲ့ဟိုငလျင်ပြည့်အသင်းဦးစင်းတို့ပြည်သူပြည်သားတွေကို ဥစဉ်တို့အမျိုးတွေကိုအကောလုံးကိုနေပြီးတော့ဟိုဘွားလူတန်းတာပေါ့နော်ထိုင်းကားလဲပြီးတော့ဟိုလက်ရှိဘယံရဲ့အမရဲ့ဖောင်ဒေးရှင်းကနေပြီးတော့အာဘတ်တန်းကြော်ပေါ့လေအဲ့ဒါလာရောက်ပြီးတော့လူတန်းမယ်လူတန်းလို့ရလဲငွေတွေကိုဥစဉ်ဒီနေ့မွေးနေ့မှာနေပြီးတော့ဥစဉ်ဒီကဥစဉ်မင်းသားမင်းသမီးနဲ့ဆိုတော့တယ်တဲမီဒီယာတွေနဲ့ဖိတ်ခွာပြီးတော့ဥစဉ်ဒီစကိုင်းတို့မန္တလေးတို့တော့ဝမ်းတွင်းတို့ရှော်ပင်တို့ပြင်မနာတို့နောက်ပြီးတော့ဒီဟိုပေါ့မရှိစိမ်းသားတယ်ပေါ့တရက်ကိုဥစဉ် လူရ9000 9000ပေါ့နော်ဟောခုနှစ်ရလုံးလုံးကိုဦးစေးတမင်းနေဇလူတွေသာတော်ပြီးတော့ကျွေးဖို့အတွက်အစီအစဉ်လုပ်ထားတာ20ရက်နေ့နောက်ပိုင်းမှာမှဦးစေးတော်ဖြစ်မယ်20ရက်နေ့နောက်ပိုင်းမှာမှနေပြီးတော့ဟောတော်ဖြစ်မှာပေါ့အဲ့တော့ဒီခုကတော့ငလေကစေးလုံနေတယ်ပြီဆိုတော့ပြလေထောင်ရေးလုံနေပြီဆိုတော့ကစေးဆိုတော့နေတော်ရေးလာရေး transportation အနေနဲ့ခက်ခဲရှိတယ်တေတာကိုရာ main တွေပါတယ်မလာတာအဲနောက်ပြီးတော့ဒီ phone line တွေမကောင်းတာ internet line တွေမကောင်းတာဒီခက်ခဲလေးတွေရှိတယ် ဘာကြောင့်မလို့စဉ်လောလောဆယ်ပေါ့လွယ်တဲ့ချက်ရှိတဲ့ဒီမှာရခရဲပါတယ်ဆန်စီစားစတဲ့အပြင်ပေါ့နော်အဲဦးစဉ်စုရခရဲစုဆောင်မယ်စုဆောင်ပြီးတော့မှလွယ်ပြီဆိုရင်မှဦးစဉ်တို့သွားပြီးတော့ခွင်းကျောင်းတွေမှာသွားလူတန်းမယ်ရှုလွယ်တဲ့မေတီလာချင်းတွေစတဲ့ကျောင်းတွေမရှိစင်းရင်သားတွေကိုသွားပြီးတော့ဦးစဉ်ထူတန်းဖို့အတွက်အစီအစဉ်တွေလုပ်ထားရတယ်။အနိုင်လူကလည်းပြောထားတယ်လူဦးစီးဦးဆောင်ပြီးတော့တောင်းရမယ်။လိုင်းရမယ်လို့ပြောထားတယ်အနိုင်လူ။အဲတရားကောဦးစီးတထောင်ခွင့်နဲ့တွေ့ပေါ့။တထောင်ခွင့်တော့ဆိုရင်9000ဆိုရင် အင်း950လောက်သွားမှာပေါ့ဒါဦးစင်းတို့ကြောင်းလေမန္တလေးတိုင်းမှာတော်တော်များရှိတယ်ဒါမန္တလေးတို့ပြည်ဦးလွင်တို့ဟိုပေါ့အာပြီးလို့ရှိရင်ဒီငံညာဦးကျောက်ပတောင်းမထီလာပေါ့နော်ဦးစင်းတို့ကြောင်းနေရှိတယ်အဲ့မှာလည်းတချို့နေရာလည်းအကွေးတော်တာတော့ပျက်စီးတော်တာလည်းရှိတယ်အဲဒါလည်းလေဦးစင်းတို့သွားပြီးတော့လိုအပ်တဲ့နေရာပြည်လေထူထောင်ရေးအတွက်ကိုတော်ရောက်လူတန်းကိုအဆင်ပြေတယ်ဦးစင်းလှုပ်ရှားလုံးနေပါတယ်ကြောက်သားနေတယ်ပေါ့ဆိုးသွားတဲ့လောက်တော့ဘာလို့ကအုပ်လိုက်လို့ကကြတော့ ွဲတဲ့နေရာပါဟိုဝိုင်းမကူကြီးပံမှုဆောင်ရပြီးလို့ဥရတော်လိုက်သွားပါပါဟုတ်ကဲ့ဒါဥပမာဖိုးဖိုးပြောတဲ့စီစီတိုင်းပေါ့နော်ဟိုကတက်ကုန်းပြင်းမလားဟိုပါတော့ဟိုကနေပြည်တော်ပြီးတော့မန္တလေးစကိုင်းပေါ့နော်အဲ့နေရာဆိုမှလိုက်ပြီးတော့ဟိုသွားပြီးတော့လူတန်းပါ